မှတ်ထားပါကျွန်တော်ဒီအမြဲတမ်းကိုယ့်ရဲ့အယောင်သမားတွေကိုကို train နိုင်ရမယ်အဲ့တော့ကိုယ့်အယောင်သမားဖြစ်နေပြီဆိုလို့ရှိရင်လေကိုယ့်ဘာသာကို train train မ train အထက်ကလူကိုသင်တန်းပေးဖို့အတွက်အမြဲတမ်းစ조사ခိုင်းပါအယောင်သမားတယောက်ဟာအမြဲတမ်း training ရှိနေတယ်အဲ့လို training ကဘာလဲဆိုတော့ကိုယ်ရောင်းရမယ့်ပစ္စည်းကိုပုံမိုကျွမ်းကျင်စွာရောင်းတက်လာဆောဆို gas ရောင်းခဲ့တာ gas ရောင်းခဲ့တဲ့အချိန်မှာ gas ရဲ့အယူအဆအား ဒါတွေကိုရင်မှတ်ကြတယ်။ Okay 4kg လာဒါမှမဟုတ်လို့ရှင်လေ 5kg လာ 7kg လာဒါမှမဟုတ် 12kg လာဒါမှမဟုတ်လို့ရှင်လေ 15kg လာ Okay အဲ့ဒါဆိုလို့ရှင်ပိတ်တာနဲ့ဆိုဘယ်လောက်ပထည့်လို့ရလဲနော်နှစ်ပိတ်တကွဲလာသုံးပိတ်တာလာလေးပိတ်တာလာငါးပိတ်တာလာစသဖြင့်ပေါ့အဲ့တော့ပိတ်တာနဲ့လည်းတွဲပြောရတယ်မြန်မာနိုင်ငံမှာအဲ့ဒီကိစ္စရှိတယ်ဆရုံးမှာ measurement ကနှစ်ခုဖြစ်နေဆရုံးက American measurement လို့လို့ England measurement လို့အဲ့ဆရုံးပိတ်တာနဲ့လည်းပြောရတယ် kg နဲ့လည်းပြောရတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကြာရှည်ခံမှုကိုလည်းတွဲပြနိုင်တယ် တရားဆိုတလခံမလားနှစ်လခံမလားအဲ့ဒါတွေကိုအမြဲတမ်းတွက်ချက်ပြီးတော့မိသားစုဆိုဘယ်နှယောက်သုံးလို့ရလဲ၄ယောက်သုံးလား၃ယောက်သုံးလား၂ယောက်သုံးလားအဲအကောင်ဆိုလို့ရှိရင်အဲ့ဒါဘလို့အခန်းမျိုးမှာအေးရလဲ၁၀ပေပက်လေအခန်းဆိုအေးနိုင်လားတကောင်ခွဲဆိုပေ၂၀ပက်လေဆိုအေးနိုင်လားနှစ်ကောင်ဆိုလို့ရှိရင်ဟာဒါဆိုလို့ရှိရင်ပေ၄၀ပက်လေကိုအေးနိုင်သလားဒါမျိုးတွေကအစားဆယ်တို့က square meter နဲ့တွက်တာဒီစတာကြီးကိုလုံနိုင်တယ်โอเคကောင်းပြီဆရာတို့အိမ်ဆောက်မယ်ဆိုလို့ရှိရင်1 square feet ကိုဘယ်လောက်ယူမှလဲ 2 square feet ကိုဘယ်လောက်ယူမှာလဲ1 story building ဆိုဘယ်လောက်လဲ2 story building ဆိုဘယ်လောက်လဲစသဖြင့် square meter တွေ square feet တွေစတဲ့နေတွက်နိုင်အောင်အဲ့လိုမျိုးဟာတွေက training များများလုပ်ထားလေလीနော်ဆရာတို့မှ training များများရှိလေလीဆရာတို့မှပိုကျွမ်းကျင်နေလေ